မင်္ဂလာညချမ်းလေးပါခမညာဒီကနေ့ညတင်ဆက်ပေးမယ့်ပရလောကဇလန်းလေးကိုအားပေးနားဆင်ပေးကြပါဦးခမညာဒုံဟဲ့ဘလုတ်တုတ်ညနေတခေါင်ကြောင်းကောင်ထုတ်တန်းပေါ်စီကတဆုံတရာပြုတ်ကျလာတဲ့အတန်ကကျေလောင်စွာနဲ့ဒီအတန်ကြောင့်အရှင်သမတိလက်လန်ပြီးတောင်အမီလိုက်ရဲ့အတန်ကသူချင်းဆက်ရအိယာချီရင်ဘက်မလန့်မကန့်ကထွက်လာတာရဲ့မန်အိမ်ကိုမိစာတင်ပြီး အရှင်ဓမ္မတီလအတန်လာရာကိုလှမ်းကြည့်လိုက်တဲ့ခြေရင်းဘက်မှာဟာလာဟင်းလင်းပါမှရှိမနေဘူး။ကြောင်တွေပါတွေခုံချတာပဲဖြစ်မှာပါ။ဆိုရွစိတ်ဝင်နေမိတဲ့ကိုကိုကိုအရှင်ဓမ္မတီလပြန်နေသိမိလိုက်တဲ့မှန်အိမ်ကိုမိစာချပြီးခေါင်းအုံးစီကိုအတာခေါင်းတင်လို့ပြန်လည်မိဆက်ဖို့စူးစမ်းလိုက်တယ်။မကြပါဘူး။ကြွလာခဲ့စဉ်တုန်းကလန်ခီးရာတပတ်ကာလကိုဂျုံတလို့ဖြစ်တယ်လို့သာဖြစ်တန်းချိန်ဆက်ခဲ့ရတာမို့ပြန်မှန်းခဲ့ရတဲ့တန်တွေကအရှင်ဓမ္မတီလကိုချက်ချင်းပဲပြန်လည်ချိန်ဆက်သွားစီတော့တယ်။ဖြက်ဖြက်ဖြက်ရှက်ရှက် ခြေရင်းစီမှာခေါတုံးခေါပြန်လမ်းလျှောက်နေတဲ့တတော်ကြီးကြီးဖုန်းကြီးတပါဖုန်းကြီးရဲ့ပုံသဏ္ဍာန်ကပိန်လီလီပါရှားလျပြီးတော့တင်ကန်းယုံပုံကလည်းဖရိုဖျဲနဲ့တင်ကန်းမာလည်းအဆုံးွက်တွေကထင်းလို့ရအခုမှចောင်းတစ်ကိုចောင်းထိုင်ဖြစ်တာဝန်ပေးအခံရတာမို့ရောက်လာရတဲ့အရှင်တမတီလက်ခများဒီဘုံကြီးကိုကြည့်ပြီးအိမ်မက်လိုလိုတကယ်လိုလိုရဲ့အလွယ်အားဖြင့်စိတ်မာရိမိနေတာကဒီចောင်းကြီးစီမှာစောကလေးကရှိနေနေတဲ့ကိုတော်တပားလို့ထင်မိပေါ့တုံးခေါင်းမြောက်မှာတော့လမ်းလျှောက်နေတဲ့ဘုံကြီးကခြေလမ်းရက်ပြီးအရှင်တမတီလက်စီကိုလည်းပြန်ကြည့်လာတယ် ဟာအရှင်ဓမတိလရဲ့ခန္ဓာကိုယ်တစ်ခုလုံးသွေးလေတွေခြောက်ခြားသွားရတယ်။ဘုံကြီးရဲ့မျက်နာကသွေးဆုပ်ဖြူလျော်နေပြီးပါးစပ်နာဆက်တွေကြလို့အတွင်းကအယိုးတွေကမောထက်နေတဲ့ခြိုက်နေတဲ့မြစ်တွင်းအောက်ကမျက်ဝန်းတွေကပြူးကြောင်ကြောင်ဖြစ်နေပြီးမြင်ရတာတကယ်ကိုထိတ်လန့်ပွေရာအကြည့်တွေကတော့အတိပယ်ဖွင့်ဆိုရာခက်ခက်ရဲ့။ဟမ်ဒေါသတန်လားချောင်းဟန်တန်လားမတဲကွဲဘူး။ဒီတန်ကိုပြုတ်ပြီးတာနဲ့အဲ့ဒီဘုံကြီးနေရာကနေလှည့်ထွက်ပြီးကြောင်အောက်ကိုဆင်းသွားတော့တယ်။ ဒီတော့မှအရှင်ဓမ္မတိလစိတ်ထဲဒီចောင်းတိုက်ကြီးစီမှာသူတပားရဲ့ရေလို့အတိဝင်လာရတော့တာမနဲ့စောစောအချိန်ဖျားဝတ်တက်ပြီးအာယုံဆွမ်းကက်လာမဲ့တကားတို့ကိုစောင့်နေရင်မနေ့ကခီးရောက်မဆိုင်ဖြစ်ပြက်ခဲ့တာကိုအရှင်ဓမ္မတိလပြန်စင်းစားမိနေတယ်သူဒီရွာစီကိုခြေချမိချိန်ကညနေဆောင်ချိန်ကြီးရွာသူရွာသားတို့ကသူ့ကိုဝမ်းသာအလဲကျိုးဆိုကြပြီးတကြီးအိမ်စီကိုလိုက်ပို့ကြတယ်တကြီးကလည်းသူ့ကိုဝပြူးခိုက်လို့အိမ်ဦးခန်းမှာနေရာထိုင်ခင်းပေးပြီးခီးဦးအကျိုးပြုခဲ့ကြတယ် သူကဒီထမင်းလာရွာเจ้าမှာចောင်းထိုင်ပုံကြီးမရှိတာကြပြီးမို့တွားရောက်ចောင်းထိုင်ပေးဖို့တာဝန်ပေးအပ်တာကိုခံရပြီးမန္တလေးကနေဒီခေါင်ဖျားတဲ့နေရာစီကိုအဆင်ပြေတယ်လို့လက်တလက်ခြေချင်းတလက်နဲ့ဆုံဆင်းပြီးလာခဲ့ရတာခီးပန်းတိုင်စီရောက်ခဲ့ပြီဆိုတော့ခီးစဉ်တလျှောက်နှမ်းခဲ့ရတဲ့သူ့စိတ်ကိုဒုံဒုံချမိလိုက်တဲ့စိတ်ကိုရော့တော့ကိုကပါရော့လာရောခနာတစ်ခုလုံးလုံးချပြီးကြောချကောင်းပြားနားကျင်လာတဲ့တကြီးကိုချိန်ဆက်ဖို့စီစဉ်ထားသလားမေးတော့တကြီးကသူ့အိမ်မှာပဲနေရာထိုင်ခင်းစီစဉ်ပေးမယ်ဆိုလာရဲ့ ါကသူ့စိတ်ကိုအဆင်မပြေစေဘူးရဲ့ယဟန်တပါចောင်းရှိပါရဲ့နဲ့တကအိမ်မှာတဲရမယ်ဆိုတာဝင်းနေတော်နဲ့မညီတလို့ခန်းစားမိရတယ်။ဒီတော့သူ့ចောင်းကိုပဲလိုက်ပို့ဖို့နဲ့ចောင်းတိုက်မှာပဲကျင်းဆက်လို့ចောင်းပြောခဲ့တယ်။သူဒီလိုပြောတော့တကြီးပါဝင်ရွာသားတို့မျက်နှာပြက်သွားကြရဲ့ဒါပေမဲ့သူ့ကိုစိတ်ကြည်သာစေခြင်းနဲ့တကြီးကအဆင်ပြေအောင်စီစဉ်ပေးပါမယ်ပြောလာပြီးသူနဲ့အတူအဖော်လိုက်ပေးဖို့ရွာသားတို့ကိုကာလာသားချုပ်စီစဉ်ပေးဖို့ပြောလာတယ်တို့ပေမဲ့အားလုံးကစီစဉ်ပေးဖို့ကိုတွန်းဆုတ်ဆုံနေသူခေါင်းခါရမ်းမိတယ် သူ့အတွက်ဘသူကိုမှမလိုအပ်ပါဘူးဒီเจ้าကြီးကသူ့အနေနဲ့ចောင်းထိုင်ဖြစ်တပဝရာခေါင်းချရာနေရာတော်ဖြစ်လာတော့မယ်ဟာဒီတော့သူတပားတဲ့တာကျိမ့်ဆက်လို့ចောင်းတကြီးကိုပြောပြီးចောင်းတိုက်စီကိုလိုက်ပို့စီခဲ့တယ်យွာသားတို့ကအမြန်ဆန်ပဲចောင်းကြီးကိုတက်ရှင်းရေးလုပ်ပေးကြပြီးသူ့အတွက်ကျိမ့်ဆက်ရာစီစဉ်ပေးတယ်ပြီးတော့အနားယူခြင်းနေတဲ့သူ့ကိုအားနာတာကြောင့်အားလုံးပြန်သွားခဲ့ကြလေတယ်ရွာသားတွေပြန်သွားချိန်မှာအလုံးရဲ့မျက်နာကမတမယာဖြစ်နေတာကိုသူသတိထားမိခဲ့တယ်။ကိုကလည်းနွမ်းလာလို့အနားယူခြင်းမိနေတာကြောင့်ဘာကြောင့်ရဲ့ဆိုတာကိုမမေးမိလိုက်ပါဘူး။ အခုတော့ရေးသေးသေးသူရင်းမိနေရပြီဒီចောင်းတိုက်ကြီးနဲ့ပတ်သက်လို့ထူးခြားမှုတစုံတရာရှိနေလောက်ရဲ့ဘာအကြောင်းဖြစ်နိုင်ပေမလဲရွာသားတို့ရောက်လာချိန်မှာမင်းမြန်ဖို့သူတေးထားမိလိုက်တယ်အရှင်ဘုရားညာတော့ကချမ်းသာစွာကျိန်းဆက်ခွင့်ရပါရဲ့လားဖုရားအာယုံစွမ်းဖုံးပေးပြီးတကြီးကဝတ်ပြုပြီးရှောက်တင်လာတယ်ဦးစင်းလေးခေါင်းကိုမြေးမိတယ်လို့ခေါင်းလဲမခံမိပါပဲကောင်းမွန်စွာနဲ့တော့ကျိန်းဆက်ရပါတယ်ဒါပေမဲ့ညာကတော့အိမ်မက်လိုလိုတကယ်လိုလိုနဲ့ဖုံးကြီးတစ်ပါးကိုမြင်မိရတယ် အရှင်ဓမ္မတိလရဲ့မိန်ကြားမှုအဆုံးတကြီးရောဆုံးကလာကြသူတွေပါကွက်ခနဲမျက်နှာပြစ်သွားကြတယ်။ဒါကိုပဲအကြောင်းပြုလို့ကိုရော်ရေးမိနေတာတကကြီးတို့ဒီကြောင်းကြီးနဲ့ပတ်သက်ပြီးအတိတ်ကဘာတွေဖြစ်ခဲ့တယ်လဲနောက်ပြီးအခုကောဘာတွေကြုံနေရလဲဆိုတာကိုရော့ကိုအသိပေးဖို့တော့လိုပြီးတကကြီး။တင်းပဖျားတကြီးကခေါင်းသာညိတ်တယ်ပြောဖို့တော့ခက်နေရပုံပဲဒါကိုအရှင်ဓမ္မတိလကတတိထားမိတော့ရပါတယ်တကကြီးကိုရော့ကိုအမှန်တမ်းပြောပြပါအနာတိမဆေးရှိမှာအမာတိမအမှန်ရှိမှာတင်းပဖျား တပီတော့အရှင်ဘုရားကိုမနေ့တုန်းကမပြောမိတာအတွက်ခွင့်လွတ်ပေးပါလို့အရင်ဦးဆုံးလျှောက်ပေးရစီဖီးယားရတယ်တကာကြီးကိုတော့နားလဲပါတယ်တင်ပဖီးယားအဓိကကတော့မနေ့တုန်းကခီးရောက်မဆိုင်မှာဒီအကြောင်းကိုသာအရှင်ဘုရားကိုလျှောက်တင်လိုက်ရင်အရှင်ဘုရားခီးပန်းလာတာကိုရောက်ရောက်ချင်းစောင့်နေထွင်းတယ်လို့ဖြစ်မှာဆိုလို့ပါပြီးတော့တပီတော်တို့စိတ်ထဲအရှိရှိကကြောင်းထိုင်ဖို့လာတဲ့ကိုတော်ရီလိုဒီအကြောင်းသိတာနဲ့ပြန်ပြေးသွားမှာကိုစိုးရိမ်တာလဲပါပါတယ်ဖီးယားအိုးရပါတယ်တကကြီးရဲ့ကိုရောကဒီကိုခြေချပြီဆိုကြဲကတသက်တာလုံးခေါင်းချမေးပြောဖို့အထီး ဆုံးဖြတ်ထားခဲ့တာပါပြောစရာရှိတာသာရဲရဲတင်းတင်းပြောပါအရှင်ဓမတိလာကပြက်ပြက်သားသားပြောတော့မှတကြီးကစိတ်ကိုဒုံဒုံချလိုက်နိုင်တဲ့ဟန်နဲ့ဒီလိုပါဖုရားဒီចောင်းတိုက်ကြီးစီမှာနောက်ဆုံးចောင်းထိုင်ခဲ့တဲ့ဆရာတော်ကလွန်ခဲ့တဲ့၃နှစ်ကခီးတစ်ခုကပြန်လာလာချင်းရေချိုးရာကအပူရှက်ပြီးကောက်ကန်ကပြန်လွန်ခဲ့တာပါအဲ့ဒီလိုပြန်လွန်ပြီးနောက်ပိုင်းမှာတော့မချွတ်မလွတ်ဖြစ်ပြီးចောင်းကြီးစီမှာ၆တာလန်နာတွေဖြစ်လာတယ်အဲ့ဒီနောက်ပိုင်းចောင်းထိုင်ဖြစ်ကြွလာတဲ့ကိုရော်တွေကိုလည်းကိုထင်ပြ၆လန်နာမျိုးတွေရှိလာတော့မနေရကြတော့ပဲ ားလုံးပြန်ကြပြေးကုန်ကြပါရယ်ဖះအောင်းတိုက်ကြီးစီမှာအလူတန်းလို့အမြတန်းပေဝေခဲ့ပေမယ်လဲမထူးကြခဲ့ဘူးနှင်ထုတ်မယ်ဆိုလို့ပြန်တော့လဲဖုန်းကြီးတစီဆိုတော့ခရချေရဲ့လာသည်မြဖုန်းကြီးပျော်ကဆေးရပေါင်းစုံနေပါပြီဘာမှမထူးကြမလာဘူးအခုဆိုရင်တော့အရှင်ဖះမတိုင်ခင်ထီကိုចောင်းထန်ရှိပါတီတီရောက်လာခဲ့ပြီမမြဲခဲ့တာပါဒါကြောင့်တပည့်တော်တို့ចောင်းမြဲမဲ့ဆရာတော်တပားကိုအမြဲတမ်းမျှော်လင့်တောင်းတနေကြရတာပါအရှင်ဖះရောက်လာတော့တကြီးကစကားကိုရှေ့မဆက်တော့အရှင်ဓမတိလာကတပြင်းကိုအတာချမိပြီးအင်းကြရတာတော့ အဲ့ဒီကိုတော့အတွက်စိတ်မကောင်းစရာပဲတင်ပါဖျားတတ်တော်ထင်ရှားရှိနေစဉ်ကတကယ်ကိုကြီးညိုခွဲဆင်းနဲ့ပြီးဆုံးပြီးရရွာအကျိုးသာသနာအကျိုးအတွက်စွန်းစွန်းနမှန်တည်ပိုးပေးခဲ့တဲ့ဆရာတော်ပါအခုပြန်လုံပြီးနောက်တော့ဘာကြောင့်အခုလိုမကျွမလို့ဖြစ်နေရတယ်လဲဆိုတာတော့တပည့်တော်တို့လည်းမတွေးတတ်အောင်ပါပဲအင်းလေဘာပဲဖြစ်ဖြစ်သူ့ဘဝကတနာစရာကောင်းလာပါတယ်တခါကြီးလို့တော့စိတ်ချလိုက်ပါကိုတော်ဒီကြောင်းကြီးကနေရှောင်ပြေးဖို့မစင်းစားပါဘူး အရှိရှိကကြောင်းထိုင်စီရတော့လို့ပဲရဲ့ရွာအကျိုးသာသနာအကျိုးကိုထက်တူကြလို့မဟုတ်ရင်တောင်နီးဆက်လို့မကစ조사တန်းဆောင်ပါမယ်လို့တကာကြီးတို့ကိုကတိပေးပါတယ်။အရှင်ဓမတိလာရဲ့မိန်းကြားမှုကြောင့်တကြီးရောရွာသားတို့ပါဝန်သာသွားကြတယ်။အဲ့ဒီခိုက်တန်းနဲ့ထက်တူပါပဲ။ကြောင်းတိုက်ကြီးရဲ့ခေါင်ဖျားစီကဒုံဆိုရဲတစုံတရာအကြောင်းဖြစ်ပေါ်လာတဲ့အတန်ကျဲကြီးထွက်ပေါ်လာခဲ့လေ။အရှင်ဓမတိလာဒီထက်ကန်လာကြောင်းတိုက်ကြီးစီမှာကြောင်းထိုင်နေတာတပတ်ပြီးခဲ့ပြီ။ဒီတော့တွင်မကျွတ်မလွတ်သေးတဲ့ကိုရော်ရဲ့ကိုထင်ပြ၆လက်မှုတွေကလည်းမကြာခဏဆိုသလိုပဲ ဖျားဝတ်တဲ့ချိန်အနောက်မှာကတ်ထိုင်ပြီးလိုက်ရွတာမျိုးတွေနောက်ပြီးပထမဦးဆုံးညကလိုညဘက်လမ်းလျှောက်ပြီးကိုထင်ပြတာမျိုးတွေတစ်ခါတစ်ခါနေ့လယ်နေခင်းဘက်တောင်ចောင်းកောင်ထုတ်တန်းကနေခုံချတန်ကြီးကြားရတာမျိုးတွေရယ်ဆုံလို့ပါပဲအရှင်ဓမတိလကတော့ကိုဒီလကိုသာမြဲမြံအောင်စောင့်ထင်းရင်ဘာဝနာမပြတ်အောင်ရှုမှတ်ပွားများရင်ပဲထိတ်လန့်စိတ်ကိုပယ်ရှားဆောက်တည်နေတယ်နောက်တစ်ခုပြုနေမြဲဖြစ်တာကဖျားဝတ်တဲ့ပြီးချိန်တိုင်းမကျွတ်မလွတ်သေးတဲ့ဆရာတော်စီကိုရီမန်းမြပေးဝေတယ်ဒါပေမဲ့တစ်ဖက်ကတာဒုခေါ်ဆိုတာမျိုးတော့ရှိမလာခဲ့ဘူး၆လက်မှုတွေကတော့ အရင်တိုင်းရှိနေသေးပဲတခုတော့နေလေမှာတော့ကျောင်းတိုက်ကြီးစီကိုယောဂီဝတ်ကိုစီစဉ်မြန်းထားတဲ့လူကြီးတဦးနဲ့ကလေးငယ်နှစ်ဦးရောက်လာခဲ့တယ်။အရှင်ဖုရားတပည့်တော်နာမည်ကဦးသိတိပါဒီကကလေးနှစ်ယောက်ကတော့ဒုံညီနောင်လို့ခေါ်ပါတယ်ဖုရား။ဦးသိတိကအရှင်တမတီလာကိုဝတ်ပြုပြီးနောက်လျှောက်ထားတာ။အင်းကိုရောမှတ်ထားပါမယ်။ဒါနဲ့တကကြီးတို့ဒီကိုလာရင်ကိစ္စကတင်ပါဖုရားလျှောက်တင်ရရင်တော့တပည့်တော်တို့ကကနာရီခီးသွားနေကြသူတွေပါအခု တွားရင်လာရင်ကြုံကြက်ချိန်မှာအထက်ကနေဒီเจ้าမှာမကြွမလို့ဖြစ်နေတဲ့ဆရာတော်ရှိနေတဲ့အကြောင်းနဲ့သူ့ကိုဒီဘဝကနေလွတ်မြောက်အောင်ကူညီပေးဖို့လာခဲ့ပါတယ်။ဒါကြောင့်တပည့်တော်တို့ဒီကိုရောက်လာခဲ့ကြရတာပါ။အရှင်ဓမ္မတိလအလွန်အံ့ဩသွားရတယ်။သူစိတ်ရင်ခံအတိုင်းပြောရမယ်ဆိုရင်ဘဝကြားနေတဲ့ဆရာတော်ကိုဒီဘဝမှာညှိတယ်နေတာအတွက်အတော့ကိုစိတ်မကောင်းဖြစ်နေရတာ။လွတ်ကျွတ်အောင်ဆောင်ကျင်းဖို့အလွန်များသူ့အနေနဲ့အမြတမ်းဝေပေးပြန်တော့လေ။တစ်ဖက်ကတာတူးမခေါ်ဆရာတော်မကြွလွတ်နိုင်သေးတာဆွဲလန်းစိတ်တစ်ခုကြောင့်လို့ ။ "तू ထင်နေမိတယ်ဒီလိုဆွဲလန်းမှုကြောင့်သာဆိုရင်တော့ तू ဘက်ကမတက်နိုင်တဲ့အခြေအနေရဲ့လေ။ကိုတော့ထင်ပြောရရင်တော့အခုဆရာတော်တို့ရဲ့မြတ်ဗုဒ္ဓတတ်တော်ထင်ရှားလက်ထက်ကရဟန်းဘဝကပြန်လွန်ပြီးသင်္ကန်းကိုဆွဲလန်းတဲ့စိတ်ကြောင့်မျက်ပြည်မတော်ရခင်ခုနှစ်ရက်တာတန်ပြေတာကြီးဖြစ်သင်္ကန်းမှာကတ်ွယ်နေခဲ့ရတဲ့တိတ်တာရဟန်းကြီးလိုမျိုးလိုတော့အထင်ရှိမိရတယ်ကဲပါ။တက္ကကြီးတို့ကသာတကယ်ဆွမ်းနိုင်လို့ဆရာတော်အတွက်ကူညီပေးနိုင်မယ်ဆိုရင်တော့ကိုရောကတော့သူ့အတွက်တကယ်ကိုဝမ်းသာမိပြီးတာတုခေါ်ပေးနေမှာပါတကကြီးတို့လှုပ်ရှားရှိတဲ့အတိုင်းလှုပ်ပါကိုရောကွင့်ပြုပါတယ် တင်ပါဗျာဒါဖြစ်ရင်တော့တပည့်တော်တို့ဒီเจ้าမှာတညရာတဲခုပြီးပြုဖွယ်ရာတွေလှုပ်ဆောင်ပါမယ်ဗျာဥသိဒ္ဓိကအရှင်ဓမတိလကိုကြော့လိုက်တယ်ဒုံညီနောင်တို့လည်းထိုနေတူပဲပြုမူလိုက်တယ်ညက်ကတိတ်ဆိတ်ငြိမ်သက်နေရဲ့အထက်ကံလာရွာရွာဦးចောင်းတိုက်ကြီးစီမှာတော့အမောင်ထုကပိမ့်ပိတ်လို့ရဲ့တဖြည်းဖြည်းနဲ့ညနေချိန်ကို ရောက်လာခဲ့ပြီအဲ့ဒီအချိန်ဒုံညီနောင်နဲ့ဥသိဒ္ဓိကတော့ចောင်းတိုက်ကြီးရဲ့တန်ကာဆင်အောက်ခြေနေရာကျမ်းပြင်မှာဖျားခင်းလို့တရားထိုင်နေခဲ့ကြတယ် အရှင်ဓမ္မတိလကတော့ဖျားဝတ်ပြုတရားထိုင်ခြင်းပြီးခဲ့ပြီလို့အဲ့ရစီမှာကျင်းဆက်နေခဲ့ပြီ။ထုံးထုံးစံအတိုင်းចောင်းထုတ်တန်းခေါင်ဖျားစီကခုံချလာတဲ့အတန်းလူလေးတို့ဘားဖွင့်ပေးထားတဲ့မျက်စီကိုစိတ်ညွတ်ပြီးခနာမလေးပဲစိတ်မန်းနဲ့လက်ကြည့်လိုက်။နားထဲမှာပဲ့တင်လာတဲ့ဦးသေးတီရဲ့အတန်းကြောင့်ဒုံညီနောင်လို့စိတ်ညွတ်ပြီးလက်ကြည့်လိုက်ကြတယ်။ဟင်းနှစ်ယောက်စလုံးစီကထွက်ပေါ်လာတဲ့အာမီရိတ်အတန်ပိန်လီပြီးအယိုးခောက်ခက်ဖြစ်နေတဲ့ခန္ဓာကိုယ်မှာအဆုံးွက်တွေထက်ထက်နဲ့ညှိထင်းနေတဲ့သင်္ကန်းကိုဖြိုဖျဲယုံထားတဲ့ပုံကြီးတစ်ပါး ဲ့ဒါဘုံကြီးတစ်စီပဲလူလေးတို့အခုသူညံ့နေကဘာလို့စီးရှင်စီးရင်ထားတဲ့နေရာကိုကွတ်တီခုံချလာခဲ့တာသူလောက်တာနဲ့စီးကကျင်းလာပြီးသူ့ကိုချုံနှောင်သွားလိမ့်မယ်ညင်းနေကဥသိတိအဲ့ဒီနေရာမှာမတိမတာစီးချနေတာကိုဒုံညီနောင်တို့သိထားတယ်သူတို့ကြည့်နေကြတော့မှပဲဘုံကြီးတစေကသူတို့ကိုအာယုံမဆိုင်အရှင်သမတီလာဘက်ကိုလှည့်ကြည့်ပြီးခြေလှမ်းဖို့လှုပ်လိုက်တယ်။စီဝိုင်းစီကနေမိတောက်တွေထလာခဲ့တာပြီးတော့စီကနည်းနည်းကျင်းသွားခဲ့တယ်။ ရုတ်တရက်ထင်မှတ်မထားတာမို့ဖုန်းကြီးတစ်စီလမ်းဖြတ်သွားတယ်ပြီးတော့ဂျင်ကအံ့ဩသွားဟန်နဲ့ငြိမ့်သက်သွားပြီးချက်ချင်းဆိုသလိုပဲဒေါသမြင့်ထွက်လာဟန်နဲ့သူတို့သုံးယောက်စီလမ်းကြည့်လာတယ်ပြီးတော့ဒေါသတကြီးနဲ့ပြေးခုံလာဖို့လှုပ်လိုက်တယ်စီးကငကိုထက်ကျင်းသွားခဲ့ပြန်တဲ့ဖုန်းကြီးတစ်စီကအံ့ဩစိတ်နဲ့စီးနေရကိုကြည့်တယ်ပြီးတော့ထက်ပြီးခုံဖို့လှုပ်လိုက်တယ်ဒီတစ်ချိန်တော့စီးဝိုင်းကမိတော့ပြီးတာနဲ့တိတိတတာကိုပဲရွေလျားချင်းမြောင်းသွားခဲ့ပြီးဖုန်းကြီးတစ်စီကိုပချုပ်တစ်ခုလိုချုံနှောင်လိုက်တော့တယ်ဖုန်းကြီးတစ်စီကများအချုံနှောင်ကြောင့်ရုံမရပြူမရနဲ့တောင်းတောင်ကြီးဖြစ်လို့နေတယ် ကဲလူလေးတို့တရားဖြုတ်ပြီးဖုံးဖုံးကိုသွားနိုးလိုက်။ဒုံညီနောင်တို့တရားဖြုတ်ပြီးအရှင်ဓမတိလကိုနိုးလိုက်တယ်။အရှင်ဓမတိလခမညာကျိန်းဆက်ရာကနိုးနိုးချင်းကြောင်းထိုင်ဟောင်းဖုံးကြီးတစီရဲ့ဖြစ်ကိုမြင်တော့အံ့ဩမင်းတက်သွားခဲ့ရတယ်။အရှင်ဖျားကဘာကြောင့်လဲဆိုတာဒီကကိုတော်ကိုအရှင်ဖျားကိုယ်တိုင်ပဲမေးလိုက်ပါဖျား။တရားဖြုတ်လာတဲ့ဦးသိတိရဲ့စကား။အရှင်ဓမတိလကတော့ဦးသိတိရဲ့ရှောက်တင်မှုအတိုင်းကြောင်းထိုင်ဟောင်းဖုံးကြီးတစီကိုမေးမြန်းဖို့ခံပြင်လိုက်ပါတော့တယ်။ စွမ်းစားကြောင်းဆောင်ရဲ့အောက်ကစင်အိုးထဲမှာငှားရည်ပစ္စည်းတွေရှိတယ်။အရှင်သမတိလာရဲ့မင်းမြတ်မှုအဆုံးဖုံးကြီးတစ်စီစီကအရှိရှအတန်နဲ့ပြောလာတဲ့စကား။ဒီပစ္စည်းတွေကငါမွေရလို့ကြောင်းမှာတင်ဆောင်မယ်ရွေပြီးတွားယူခဲ့တာပြန်ရောက်ရောက်ချင်းပစ္စည်းတွေကိုသူခိုးသူဝက်ရံကလုံအောင်တို့ဝက်ပြီးခီးပန်းလာကြောင်းငါရည်ချိုးမိတယ်ငှားရည်ဒီအမားကြောင့်ပဲရုတ်တရက်ကြီးပြန်လုံခဲ့ရတယ်ပြန်မလုံခင်ငှားပစ္စည်းတွေကိုဆွဲလန်းခဲ့ရတဲ့လောဘစိတ်သူခိုးသူဝက်ရံကကြောက်တဲ့တော့ကစိတ်ကြောင့်ပဲငါဒီဘဝကိုရောက်နေရတာဒီနောက်ပိုင်းကြောင်းထိုင်တွေရောက်လာတော့ ငါပေးအပ်ပြီးတင်ဆောက်ဖို့အကူအညီတောင်းမယ်စိတ်ကူးမိသေးတယ်။ဒါပေမဲ့သူတို့ကိုငါမယုံရဲခဲ့တာကြောင့်၆လန့်ဆန်းသက်ကြည့်တယ်။သူတို့ကပြေးသွားကြတယ်။ဒီကိုတော်ရောက်လာတယ်။ရောက်ကလေးကငါတီးလိုက်တယ်။ဒီကိုတော်ကတန်ကစစ်စစ်ဒီလာတိတ်ခါဖျားဖျားနဲ့ပြီးဆုံးသူလို့ဒါပေမဲ့ငါသူ့ကိုလည်းဆန်းသက်ဖို့လိုတာကြောင့်ဆန်းသက်ခဲ့တယ်။သူမထိတ်လန့်ဘူး။ရွာနဲ့ចောင်းကိုပြစ်မသွားခဲ့ဘူး။ဒီကိုတော်ကိုငါယုံကြည်လိုက်ပြီ။ဒီပစ္စည်းတွေကိုတင်ဆောက်ပြီးလူတန်းဖို့ကိုရော့စီတပည့်တော်အပ်ပါတယ်တင်အတွက် ရေဆက်ချတရားနာပြုလုပ်ချိန်မှာတပည့်တော်ကိုအမျှတမ်းပေးဝေပေးပါဘုန်းကြီးတစေရဲ့စကားကတောင်းဆိုမှုနဲ့အဆုံးသက်သွားခဲ့တဲ့အရှင်ဓမတိလကအင်းကိုတော့အခုလိုမကျွမလို့ဖြစ်နေတယ်ဆိုကြဲကဆွဲလမ်းမှုတစ်ခုကြောင့်ရယ်လို့တပည့်တော်လည်းထင်မိပါတယ်ကိုတော်စိတ်ချပါကိုတော်ရဲ့ပစ္စည်းတွေကိုမချွေးမချံပဲအသုံးပြုပြီးတိန်လူအထက်မြောက်အောင်တပည့်တော်ဆောင်ရွက်ပေးပါမယ်ဘုန်းကြီးတစေဝမ်းသာသွားတယ်ပြီးတော့အရှင်ဘုရားရဲ့စကားကိုတပည့်တော်ယုံကြည်ပါတယ်ဝမ်းလဲတာမိပါတယ်တပည့်တော်လည်း ဒီကနေ့နောက်ပိုင်းကာလတွေမှာဘသူ့ကိုမှထိတ်လန့်အောင်မပြုတ်မှုတော့ပါဘူးလို့ကတိပေးပါတယ်။အရှင်ဓမတိလကဝန္တာစွာနဲ့ခေါင်းညိတ်တယ်။ဦးသိတိနဲ့ဒုံညီနောင်တို့လည်းကျင်းနေပီတိဖြစ်ကြပြီးအပြုံးကိုစီနေ။ဒီကကိုရော့ကိုတပိတော်စီပြန်ဖြေပေးပါမယ်။ဦးသိတိကအချုံနောင်ဖြေတဲ့မနန်ကိုခုနှစ်ခေါက်အုပ်ပြီးစီကိုဖြေလျော့ပေးလိုက်တယ်။အဲ့ဒီနောက်မှာတော့အယိုးပေါ်ရည်တင်ပိန်မီခောက်ခက်ပြီးကြောင်းမက်ဖွယ်ဆင်းရှိတဲ့ဘုံကြီးတစေကကြောင်းလေကောင်ကခေါင်းတိုင်းအမိုးပေါ်ကိုပြန်တက်သွားခဲ့တော့တာ။ဘုံကြီးတစေပြောပြတဲ့အတိုင်းစွန်းစားကြောင်းအောက်က ဆင်ဦးစီမှာရွှေတွေကိုထုတ်ထားတဲ့ထုတ်ကိုတွေ့ရတယ်။အည်အတွက်ကပိတ္တာချိန်အောင်ပြီးလောက်မယ်ထင်ရရဲ့အရှင်သမတိလကဒါရီအားလုံးကိုကြည့်ပြီးစိတ်ထဲကကြောင်းထိုင်ဟောင်းဘုံကြီးတစ်စီဘွားရောက်နေတဲ့နောင်တော်အတွက်တိန်လူထမြောက်စေရမယ်လို့ကြွေးကြော်လိုက်မိတယ်။ဒီကနေနောက်တနေ့မနက်မှာတော့ဦးသိတိနဲ့ဒုံညီနောင်တို့ဟာအရှင်သမတိလကိုဝတ်ပြုလို့ဆက်ပြီးအထက်ကန်လာရွာစီကထွက်သွားကြတော့တာ။လအနှဲငယ်ကြာချိန်မှာတော့အထက်ကန်လာရွာရဲ့ရွာဦးကျောင်းစီမှာရဟန်းတန်ကလူသူလေးပါးတို့စီကားနေကြတယ်။ ကျောင်းတိုက်ကြီးရဲ့အရှိဘထောင်းစီမှာတော့အရှင်ဓမတိလရဲ့ဦးစီးမှုနဲ့အတ္တိဆောက်ထားတဲ့တစ်လွင်ခန်းညာလုံးလာတဲ့တိန်တော်တစ်ကြီးအခုကျောင်းတိုက်ကြီးစီမှာစီကားနေရတာကတော့ဒီတိန်တစ်ကြီးကိုလှုပ်ရုပ်လှုပ်စင်တွေနဲ့အတူတရားနာရေဆက်ချလူပြူတာရဲ့မနက်ဘက်ကိုအကျွေးမွေးတွေနဲ့အိတ်ခံပေးလူခဲ့ပြီးနေ့လယ်ဘက်မှာတော့တင်ရေဆက်ချအမြတ်တမ်းပေဝေပါတယ်အမြတ်တမ်းဝေလို့တာတုခေါ်ဆိုချိန်ကြတော့အများတကာရဲ့အတန်တွေရဲမှာမှထူးထူးခြားခြားအရှိရှအတန်တစ်ခုပါနေတာကိုအရှင်ဓမတိလသတိထားမိလိုက်တယ် ဒီကနေမြဘက်ကိုရောက်လို့အရှင်ဓမတိလကျင်းဆက်ချိန်မှာတော့အိမ်မက်ထဲမှာနောင်တော်ဘုန်းကြီးတစ်စီကိုတောက်ပတဲ့အဝတ်စားတွေဝတ်လို့ဝါလင်ပြပြိုးပြီးရှုကျင်စပွဲဆင်းတဲ့လာနှုတ်ဆက်တာကိုအိမ်မက်လိုလိုတကယ်လိုလိုမြင်မက်မိတော့တယ်။ဦးသိတိနဲ့ဒုံညီနောင်တို့အထက်ကန်လာရွာကထွက်ခဲ့ကြပြီးတပတ်ခန့်ကြာမှာတော့ပတောက်ကန်ဆိုတဲ့ရွာစီကိုရောက်ခဲ့ကြပါတယ်။သူတို့ရောက်သွားချိန်အဲ့ဒီရွာစီမှာထူးထူးဆန်းဆန်းကိုပဲမြွေကြိုက်လို့တေဆုံးတဲ့နာရီ၃ခုနဲ့ကြုံဆုံရတယ်။ဒီတေဆုံးမှုအဖြစ်အပျက်တွေမှာမယိုးမသားအမောင့်ပယောဂတွေပါနေတာကိုဦးသိတိသတိထားမိလိုက်တယ်။ ဒီအကြောင်းကိုတော့လောဘကြီးရဲ့မျိုးစရာအပိုင်းမှာဆက်လက်ဆောင်မြော်ပေးပါအောင်ဗျာ။